အဆုံးလာဆိုင်လို့ပူကင်လို့ရုပ်ဆက်ချင်ပါတယ်တစ်ဆက်ထဲမှာပဲမငေးရအောင်လို့မုံလုံးနှုတ်ဆက်ပြရစီပေါ့နော်ဒီနေ့နေ့ကတော့အလွတ်လပ်တဲ့မုံတင်အေဂျင်စီရဲ့25နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်တယ်ပေါ့နော်25နှစ်ပြည့်နှစ်ပတ်လည်နေ့ဆိုတာကတော့ဒါငွေရတုအထိတ်အမှတ်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်းအာ KIC အနေနဲ့ပေါ့နော်အာဝမ်းမြောက်ဂုဏ်ယူမိတယ်ပေါ့နော်ဆိုတော့တစ်ဆက်ထဲမှာပဲအပြောချင်တာကတော့ဒီကြည်နက်မှုနဲ့တူ လွတ်လပ်တဲ့မုံသတင်း agency ဆိုတာလဲကရင်သတင်းဌာန KIC လို့ပဲတိုင်းရင်းသားမီဒီယာဖြစ်တယ်ဆိုတဲ့အခါကျတော့သတင်းထုတ်လွှင့်မှုတွေကလဲကိုယ့်ရဲ့အထူးသဖြင့်မိခင်အာတိုင်းရင်းသားဘာသာစကားနဲ့လဲထုတ်လွှင့်ရတာရှိသလိုနိုင်ငံလုံးနားလည်တဲ့မြန်မာဘာသာနဲ့နိုင်ငံတကာပြည်သက်တွေအတွက်အာအင်္ဂလိပ်လိုလဲထုတ်လွှင့်ရတာရှိတဲ့အခါကျတော့သတင်းခန်းစီမံခန့်ခွဲမှုကလဲအာလုံးဆောင်ရတဲ့ပုံစံမျိုးကအတူတူပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်25နှစ်အထိကိုပေါ့နော်ဒီ လွတ်လပ်တဲ့မွန်တင်အေဂျင်စီအင်မနာရဲ့လှုပ်ဖို့ကင်ရဲ့အဖွဲ့သူအဖွဲ့သားတွေအားလုံးဒီနှစ်ပေါင်းများစွာဒီတည်င်းခန်းကိုအာစင်ခုံမှုများစွာဖြတ်သန်းမှုများစွာထိုးဖောက်နိုင်မှုများစွာနဲ့လှုပ်ဆောင်နိုင်ခဲ့တဲ့ပုံမှာလဲဂျင်းနာအားရမိတယ်အဲ့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အဖွဲ့စည်းတစ်ခုပေါ့နော်သတင်းဌာနတစ်ခုလှုပ်ဆောင်လာတဲ့အခါမှာလဲသတင်းထုတ်လုပ်မှု အာအားကောင်းရုံနဲ့တော့မပြီးပြည့်စုံတဲ့အခါကျတော့ဒီသတင်းဌာနရဲ့လုပ်ငန်းစီမံခန့်ခွဲမှုအရှိလုပ်ငန်းစဉ်တွေကိုအစီအစဉ်ရေးဆွဲမှုတွေကလည်းအင်မနာအနေနဲ့အတိုင်းအတာတစ်ခုထိကောင်းကောင်းလှုပ်ဆောင်နိုင်ခဲ့တယ်ဗောနော်တစ်ဆက်တည်းမှာဂုံယူစွာပြောချင်တာကတော့ဒီသတင်းခန်းထဲမှာဖြစ်စီအာဒီ အဖွဲ့အစည်းရဲ့အစီအမံခန့်ခွဲမှုမှာဖြစ်စီလိုလတ်တက်မှုသတိအေဂျင်စီကဒီကနေ့25နှစ်ပြည့်တဲ့အချိန်မှာဆိုလို့ရှိရင်အမျိုးသမီးဥဆောင်မှုတွေနဲ့ရက်တီနေနိုင်တဲ့အတွက်ကိုအရန်ခုယူမိတယ်ပေါ့နော်အထူးသဖြင့်တော့တိုင်းရင်းသူအမျိုးသမီးတဦးအနေနဲ့ဖြစ်စေတိုင်းရင်းသားမီဒီယာအနေနဲ့ဖြစ်စေခုံယူဝမ်းမြောက်မိတယ်ပေါ့နော်အာတဆက်ထဲမှာဆက်လက်ပြီးတော့လည်းအဆိုင်ဆန္ဒပြုချင်တာကဆုတောင်းပေးချင်တာကအာကိုယ့်ရဲ့မွန်ဒေသမွန်ဘိုင်းဝိုင်းမွန်လူမျိုးတွေရှိတဲ့အာနေရာဒေသတွေမှာကိုယ့်ရဲ့ တဲ့ခြင်းတွေကိုထုတ်လုပ်တဲ့ခါမှာလဲရှင်စက်မပြတ်ဒီရက်တည်သွားနိုင်ဖို့အတွက်ကဒီတိုင်းရင်သားသူတဖြင့်မွန်တိုင်းရင်သားအမျိုးသမီးအမျိုးသားမျိုးဆက်တဲ့လေးတွေကိုပေါ့နော်တည်င်းဌာနထက်မှာများစွာမွေးထုတ်နိုင်ပါစေလို့စိတ်ဆန္ဒပြုလိုက်ပါတယ်လွတ်လပ်တဲ့မွန်သတင်းအေဂျင်စီ25နှစ်မှဒီနှစ်ပေါင်းများစွာဆက်လက်ပြီးတော့အားကောင်းကောင်းနဲ့တည်ဆောင်သွားနိုင်ပါစေတည်င်းထုတ်လုပ်မှုကိုကျင်းဝတ်တဲ့အညီ အာပညာရှင်ဆန်ဆန် professional ဆန်ဆန်ဆက်လက်ထုတ်လုပ်သွားနိုင်ပါစီလို့အာဆန္ဒပြုပြီးတော့ဆုတောင်းပေးချင်ပါတယ်။